ောက်ခလာယာနေရ84ဘဟုကင်းတွင်ချိတ်ဆွဲထားသောမင်းအောင်လိုင်၏တပ်ပုံကိုဖျောက်ချပြီးခြေဖြစ်နှင်းချေချင်းပြည်နယ်မင်းတပ်မျိုးနယ်ကိုတင်ပိုက်ပြီးနောက်ခလာယာ284ဘဟုကင်းတွင်ချိတ်ဆွဲထားသောမင်းအောင်လိုင်၏တပ်ပုံကိုဖျောက်ချပြီးခြေဖြစ်နှင်းချေလိုက်ကြောင်း CDF မင်းတပ်ကသတင်းထုတ်ပြန်သည့်ချင်းကာကွယ်တပ်ဖွဲ့မင်းတပ်စစ်အင်းစီချုပ်ကမင်းတပ်မျိုးခလာယာ284ဘဟုကင်းတွင်တပ်ထားသည့် အကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဤတပ်ပုံအားဖြုတ်ချလိုက်ကြောင်း CDF မင်းတပ်ကဗီဒီယိုနှင့်တကွာသတင်းထုတ်ပြန်သည်။ချင်းပြည်နယ်မင်းတပ်မြို့အခြေစိုက်ခလာယာနှင့်ရ84တပ်ရင်းကိုအပီးတိုင်ချေမုံနိုင်ခဲ့ပြီးမင်းတပ်မြို့ကိုအလုံးစုံထိန်းချုပ်နိုင်ပြီဟုချင်းညီနောင်အဖွဲ့ကယနေ့ဒီဇင်ဘာလ22ရက်နေ့တွင်တရားဝင်ထုတ်ပြန်လိုက်ပြီးနိုဝင်ဘာလ9ရက်နေ့မှစ၍မင်းတပ်မြို့နှင့် ဖလန်းမျိုးတို့ကိုချင်းညီနောင်စစ်စင်ရေးအဖြစ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာမြင်းတက်မျိုးအခြေဆိုင်ခလာယာ294တရင်ကိုဒီဇင်ဘာလ21ရက်နေ့တွင်အပီးတိုင်ချေမုန်းနိုင်ခဲ့ပြီးမြင်းတက်မျိုးကိုအလုံးစုံထိန်းချုပ်နိုင်လိုက်ခြင်းဖြစ်ကြောင်းသိရသည်မြင်းတက်မျိုးသိမ်းစစ်စင်ရေးအတွင်းအကြမ်းဖက်စစ်ကောင်စီမှ2021ခုနှစ်အာဏာသိမ်းပြီးနောက်မတရားဖမ်းဆီးအကျဉ်းချထားသည့်နိုင်ငံရေးအကျဉ်းသား73ဦးကိုလည်းအောင်မြင်စွာကဲထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည် အဆိုပါမင်းတပ်မျိုးသိမ်းတိုက်ပွဲကိုချင်းညီနောင်နဲ့မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့်ရောကကွေရီတပ်မုံရွာခရိုင်တပ်ရင်းသုံးတို့မှဟန်ချက်ညီညီဆင်နွှဲခဲ့ကြခြင်းဖြစ်ပြီးအာရခတ်တတော် AA မှစစ်လက်နက်ခဲယမ်းစစ်ကူများအပြင်စစ်ရေးဆိုင်ရာအကြံဉာဏ်များနဲ့လိုအပ်သောအကူအညီများကိုပံ့ပိုးကူညီခဲ့ကြောင်းသိရသည်